အော်စတြေးလျမှာကစားချိန်ခဲ့တဲ့ဗြိတိန်ရဲ့အသက်အကြီးဆုံးဘောလုံးသမားကဲတော့အားလုံးပဲမင်္ဂလာပါခင်ဗျာ 3gauge corners ကနေအာဆယ်ပြိတ္တတွေအားလုံးကိုကြိုဆိုပါရစေ။စတေးမာရီယောကအသက်80ကျော်နေပါပြီ။သူ့မှာမြီးတွေလည်းရနေပါပြီ။ဒါပေမဲ့သူဟာခြေဥသူကိုမမေ့နိုင်ပါဘူး။ငယ်ကားခြေနှစ်တရာမမေ့တာဆိုသလိုပဲစတီးဗ်ကသူ့ရဲ့ခြေဥသူဘောလုံးအားကစားနည်းကိုဆွဲလန်းနေစေပဲ။သူကဆယ်ကျော်သက်အရွယ်ကလေးကဘောလုံးကိုမျက်မျက်နိုးနိုးကစားခဲ့တယ် အသက်၁၄နှစ်ရွယ်မှာအာစတန်သင်းစီသွားပြီးတော့ခြေစွမ်းအဆန်းသက်ခံရအောင်အကြောင်းဖန်လာဘူးလေဒါမဲ့စတီးဗ်ကဘောလုံးကန်ဖနက်မဝင်နိုင်ခဲ့ပါဘူးအဲဒါကြောင့်မဲအာစတန်သင်းနဲ့ရေဆက်မဆုံခဲ့ရှာဘူးဈေးကအပြော်တန်းပြိုင်ပွဲတွေမှာကစားနေတုန်းပဲအင်္ဂလန်သင်းကိုကိုစားပြုခွင့်ရချင်တာဟာသူ့ရဲ့အကြီးအမားဆုံးရည်မှန်းချက်ပဲတကယ်ဆိုရင်လွန်ခဲ့တဲ့နှစ်တွေကတည်းကဘောလုံးကစားတာကိုရက်တန့်မယ်ဆိုရင်ရက်တန့်သင့်နေပါပြီ2018ခုနှစ်မှာစတီးဗ်ကရေပြားကင်ဆာခံစားခဲ့ရပြီးတော့ခွဲစိတ်ကူတာမှု9ကြိမ်ထိလောက်ခဲ့ရတယ် ဒါမဲ့စတိဖာမရဲတန့်ခဲ့ဘူးဘောလုံးချစ်စိတ်ရေကုန်ကိုဆွဲမချွတ်ခဲ့ဘူးအင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်းဆုံးကိုစားပြုဂလီဗီဒွန်အသင်းရဲ့ကွင်းလယ်လူဖြစ်ဆက်လိုက်ရဲရင်ခဲ့တယ်ပြီးခဲ့တဲ့နောက်22ခုနှစ်တွဲမှာစတိဖ်တယောက်အင်္ဂလန်သင်းကိုစားပြုခွင့်ရပါပြီဝေးစားသင်းနဲ့တကိုးစီသေးကြတဲ့ပွဲမှာအင်္ဂလန်အသက်85နှစ်အထက်အသင်းတွက်စတိဖ်ဝင်ရောက်ပြီးတော့ကစားခွင့်ရခဲ့တာပါပဲအမတ်ရစရာအခိုက်တန့်လွန်မြောက်ချိန်မှာစတိဖ်ဟာဂလီဒီဗွန်အသင်းအတွက်တပတ်နှစ်ပွဲလုံးကစားနေပါတယ်စတိဖ်က ဟိုတလောမှာ Adidas ဖန်တဲ့အစ်စ်ဝယ်ထားလို့ဘောလုံးကစားတာမရက်ချင်သေးပါဘူးကျွန်တော်ကစားနိုင်သေးကစားသွားမှာပါလို့ပြောပြတယ် Steve တို့အသင်းမှာအောင်ကျော်ဆိုင်ရာယောဂါတစ်မျိုးဒီမန်တရားဖြစ်နေသူတဦးရှိပါတယ်သူကဘောလုံးကစားချိန်တိုင်းဝေနာကိုမေးပြောက်သွားတတ်တယ်လို့ Steve ကပြောပြပါသေးတယ် Steve ကတနားခွဲလောက်ကြာမင်းနဲ့လေးကျင်ကန်အစီအစဉ်ကိုမမောနိုင်မပန်းနိုင်ပြုလုပ်နိုင်သလိုမိနစ်20နှစ်ပိုင်းကစားတဲ့တက်ကြီးဘောလုံးပွဲတွေမှာလည်းအစွမ်းပြနေသေးပဲသူချေတဲ့ဘောလုံးရပြီးဆိုတာနဲ့ scale တွေကျွဲပြတော့တာပဲလန်ဒန်ရှေးမြောက်ဘက် ဟက်နေမှာမွေးဖွားသူစတီးရဲ့ဘောလုံးကစားတက်ဟာအနှစ်80နီးပါးရှိနေပါပြီ။သူကပွဲပေါင်း1000နီးပါးကစားထားပြီးတော့ကို400ကျော်လောက်သွင်းယူထားပါလေ။ခေပေါ်ဘောလုံးလောကဟာသူတို့ခင်းတဲ့လုံးဝကိုကွဲပြားခြားနားခဲ့ပြီ။အဲဒီလိုစတီးသုံးသက်တယ်။အရင်တုန်းကလဲသားဘောလုံးကန်ဖနက်ကြီးစီးပြီးတော့ဘောလုံးကစားခဲ့တာကိုစတီးအမှတ်ရနေသေးပဲ။ကျွန်တော်ကခေအောင်လဲသားဘောလုံးကန်ဖနက်စီးပြီးတော့ကွင်းထဲဝင်လာပြီးဆိုတာနဲ့လူတွေကအားပါးရလက်ခုပ်တီးကြပြီ။ကျွန်တော်ကန်ရတဲ့ဘောလုံးကလည်းအတော်လေးပါတယ်။ ကျွန်တော်အသက်14နှစ်အရွယ်ရောက်တော့အာစနယ်မှာခြေစွမ်းဆန်းသက်ခွင့်ရခဲ့တယ်။ဒါမဲ့ခေတ်ပေါ်ဘောလုံးကန်ဖဏတ်မရှိလို့ဖြစ်မလာခဲ့ပါဘူး။တကယ်ဆက်စရာကောင်းပါလေလို့ပြန်ပြောပြခဲ့တယ်။အခြေပြားကင်ဆာဖြစ်ပြီးတော့တစ်နှစ်ကြာမှတိတ်ပြီးပြေးလွှားစရာမလိုတဲ့ Walking Football လောကရဲ့ Steve ရောက်ခဲ့တယ်။ Steve က Walking Football ကကျွန်တော်ကိုပြန်လဲမွေးဖွားပေးခဲ့ပါတယ်။ကျွန်တော်ရဲ့စိတ်ကိုပြန်ပြီးတော့တန်ပါစေခဲ့တယ်။ရုပ်ပိုင်းဆိုင်အရာလည်းတန်ပါစေခဲ့တာပါ။ကျွန်တော်တို့ဘောလုံးကစားပြီးချိန်တိုင်းမှာလဖိတ်လေးတောက်ဘီစကစ်လေးစားပြီးတော့စကားပြောတာလည်းပြောစရာပါပဲ အရင်တုန်းကပထမအပီးချိန်မှာအဝေးလဲကန်းတဲ့အရက်တောက်ဆေးလေးတောက်လောက်တာမှတ်မိသေးတယ်လို့ပြောပြတယ်။စတီဗီအသက်55နှစ်နဲ့အသက်50ရွယ်တာနာဦးကစတီအပျော်တန်းဘောလုံးကစားခွင့်ရအောင်ကူညီထောက်ပံ့ပေးနေတယ်။အသက်17နှစ်ရွယ်မြီးမလေးကလည်းစတီဘောလုံးကစားတာကြည့်ပြီးပျော်နေတတ်တယ်။စတီကဘောလုံးအားကစားနည်းကိုတေတဲ့အထိဆွဲလန်းဖတ်တွယ်ခဲ့သူဖြစ်ပြီးတကယ်မမေ့နိုင်စရာပုံကူပါ။ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲခင်ဗျဆိုတော့ဒီလိုမျိုးစောင်းမဗီဒီယိုလေးတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ခမ်းနားတို့ channel page တွေကို like follow subscribe လုပ်ထားလို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ